ကလာပါနှစ်ချင်းခရိယံအသင်းတော်တနှစ်တာတန်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါတယ်။ဟေရှာယအနာဂတိကျမ်းအခန်းကြီး61အငယ်1မှ17ထာဝရဘုရား၏ဝိညာဉ်တော်သည်ငါအပေါ်မှတည်တော်မူ၏။တောင်းမူကားဆင်းရဲသားတို့အားဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာငါကိုဗိသိက် ပေးတော်မူပြီး နှလုံးကြေခွဲသောသူတို့၏အနာကို စီးစေခြင်းဟာ၎င်းဖန်းသွာချုပ်ထားလျက်ရှိသောသူတို့အားလွတ်ခြင်းအကြောင်းနှင့်အကျဉ်ခံလျက်ရှိသောသူတို့အားထောင်တကားဖွင့်ခြင်းအကြောင်းကို ပြသစေခြင်းဟာ၎င်းသာဝရဖျား၏မင်္ဂလာနှင့်နှင့်ငါတို့ဖျားသခင် အပြစ်ပေးတော်မူရာနေ့ရက်ကာလကို ကြားပြောစေခြင်းဟာ၎င်းစိတ်မသာညှိတွားသောသူတို့အားနှင့်သိမ့်စေခြင်းဟာ၎င်း စိတ်မသာညည်းသွားသောဇီးအုံမြို့သားတို့အဖို့စီရင်၍ပြာအရာ၌ပေါင်းတရဖူဝန်းနေချင်းအရာ၌ဝမ်းမြောက်ချင်းစီညှိုးငယ်သော စိတ်တဘောအရာ၌ချီးမွမ်းချင်းအဝတ်တစားကို သူတို့အားပေးစေခြင်းငှာ၎င်းငါကိုစေလွတ်တော်မူပြီးထိုသူတို့သည် ဖြောင့်မတ်ခြင်းတပိတ်ပင်ဘုံအတရေတော်ဖို့ ထာဝရဖျားစိုက်ပိုးရိုးတော်မူသော အပင်ဟု၍သမုတ်ချင်းကို ခံရကြလိမ့်မည်ရှေးပြိုပြက်ရာတို့ကို ပြုပြင်ကြလိမ့်မည်ရှေးကာလ၌တုတ်တင်ပယ်ရှင်းချင်းအရာတို့ကိုတီဆောက်ကြလိမ့်မည်စိတ်ညံသောမြို့ရွာအစဉ်အဆက်စွန့်ပြစ်ရာ အရတ်တို့ကို ပြုစုကြလိမ့်မည်တပားအမျိုးသားတို့သည်ရက်လျက်တင်တို့တိုးစုများကို ထိန်းကြောင်းကြလိမ့်မည် တရွန်းတနိုင်ငံသားတို့သည်တင်တို့အဖို့လဲလုတ်၍စပြည့်ဥယင်ကိုလည်းပြုစုကြလိမ့်မည်တင်တို့မူကားသာရဖျားဤယစ်ဘရဟိဟု၍၎င်းငါတို့ဖျားသခင်ဤအမှုတော်ထမ်းဟု၍၎င်းတမုတ်ချင်းကိုခံရကြလိမ့်မည်တပါးမျိုးသားတို့ဤစည်းစိမ်ကိုစား၍သူတို့ဤဘုံအဒရေ၌ဝါကြွားဝမ်းမြောက်ကြလိမ့်မည် ်တင်တို့အဆက်ကွဲချင်းအရာ၌နှစ်ဆသောအကျိုးကိုခံရ၍အသေးပြက်ချင်းအရာ၌လည်းသူတို့အဖို့ကိုခံစားလျက်ဝမ်းမြောက်ကြလိမ့်မည်သူတို့မြေ၌နှစ်ဆသောအဖို့ကိုအမွေခံရ၍သာဝရဝမ်းမြောက်ခြင်းနှင့်ပြည့်စုံကြလိမ့်မည်အကြောင်းမူကားငါသာဝရဖျားသည်တရားသဖြင့်စီရင်ခြင်းကို နှစ်သက်၏လူယူခြင်းအမှုနှင့်အတ္တမအမှုကိုမုံ၏တစ္ဆာအတိုင်းသူတို့အားအကျိုးကိုပေးမည်သူတို့နှင့် ထာဝရဗြိဉ္ဉ်ကိုဖွဲ့မိသူတို့အမျိုးအနွယ်သားစဉ်မျိုးဆက်တို့သည်တပားအမျိုးသားနေရာအရရ၌ကြော်စောကြလိမ့်မည် သူတို့သည်ထာဝရဖျားကောင်းကြီးပေးတော်မူသောအမျိုးအနွယ်ဖြစ်ကြ၏ဟု သူတို့ကိုမြင်သောသူအပေါင်းတို့သည် ဝန်ခံကြလိမ့်မည်ထာဝရဖျားကြောင့်ငါသည် အလွန်ဝမ်းမြောက်၍ငါဤဖျားသခင်ကြောင့်ငါဝိညာဉ်သည် ရှင်လန်းမည်အကြောင်းမူကားမင်္ဂလာဆောင်လူလင်သည် ေါင်းတရဖူကိုဆောင်းတကဲ့သို့၎င်း မင်္ဂလာဆောင်သူတို့သမီးသည် တစာစင်တကဲ့သို့၎င်းကဲ့တင်ချင်းအဝတ်တစာနှင့်ငါကိုဝတ်ဆင်စေ၍ဖြောင့်မတ်ချင်းဝတ်လုံနှင့်ခြုံတော်မူပြီးမြေကြီးသည်အပင်ကိုပေါက်စေတကဲ့သို့၎င်းလေယာသည်မိမိ၌စိုက်သောမျိုးစေ့ကိုအညောက်ထွက်စေတကယ်သို့၎င်းထို့အတူသာရဖျားသည် ခတ်သိမ်းသောလူမျိုးရှိမှဖြောင့်မတ်ခြင်းနှင့်ချီးမွမ်းခြင်းကို

သခင်ယေရှုခရစ်အပြည့်ရရှိမဲ့ဒီဝမ်းမြောက်ဖွယ်တဲ့စကားသည်ကျွန်တော်တသက်အတွက်ငနမှာခွန်အားဖြစ်ပါတယ်။စင်ရသားများဝမ်းမြောက်စရာသတင်းကိုကျွန်တော်ကြားဖို့ဖြစ်ပါတယ်။ဒီနေ့တကယ်ပဲနှလုံးကြည်ကွဲသောသူတို့ရဲ့အနာကိုစီးပီးဖို့ရဲ့အတွက်သခင်ယေရှုခရစ်အပြည့်ရရှိမဲ့ဖြစ်ပါတယ်။ဖန်သွားချုပ်ထားလက်ရှိသောသူတို့အားလွတ်ခြင်းအကြောင်းနဲ့အကျဉ်းခံလက်ရှိတဲ့သူတို့အားထောင်တကားတွေပွင့်ခြင်းအကြောင်းကို သခင်ရှုအားဖြင့်ရရှိမဲ့မင်္ဂလာနှစ်ကာလသည်ကျွန်တော်တို့အိမ်တော်အတွက်ကျွန်တော်တို့ရဲ့အသက်တာအတွက်ကျွန်တော်တို့ရဲ့နိုင်ငံအတွက်ဖြစ်စေဖို့မာသာလည်းအကောင်းကြီးပေးသနာရမှာပါကျွန်တော်တို့ရဲ့အသက်တာသည်စိတ်မသာညှိတွားခြင်းခံရသောညာလေးတနေ့သောအခါမှာပြအရာ၌ဘောင်းတရဖူဝမ်းနှင်းခြင်းအရာ၌ဝမ်းမြောက်ခြင်းစီညိုးငယ်သောစိတ်တဘောအရာ၌ချီးမြှောက်ခြင်းအဝတ်တစားကို ရရှိမယ်ဆိုတဲ့ ်အင်မတန်မှဝမ်းမြောက်ဖွယ်သောတစင်္ဂါသည်ကျွန်တော်၏အသက်တာအတွက်ဘုံအားဖြစ်ပါ၏ထိုအရှင်ရဲ့ပြုသောဒီနေ့ကောင်းမြတ်သောအရာတွေကိုကျွန်တော်အသက်တာမှာမြင်တွေ့ခံစားစေဖို့ကျွန်တော်အသက်တာတည်တည်ကိုအနံ့ပါれဆက်လက်လမ်းပြပါအိုးဆိုးပါတွင်တင်ပဲ့ပြင်ကောင်းကြီးပေးသနာရမှုပါအသင်တော်မှာရှိတဲ့ဓမ္မမှုဆောင်များအားလုံးဝိညာဉ်စိတ်ခန္ဓာကိုအပေးပါအသက်ကြီးသူများဒီနေ့ဝိညာဉ်စိတ်ခန္ဓာကိုအများနဲ့လူကြမ်းမှချင်းရှိစေဖို့မာစားပါ တကြွတွေတက်လက်တွေလူငယ်တွေခလူငယ်များအထိဖျားသခင်အတူပါရှိပါစေဘော်တင်တယောက်ကုသမှုခံလက်ရှိတဲ့သားသမီးများအတူပါရှိကောင်းကြည့်ပေးပါနာတာရှိယောဂခံစားလက်ရှိတဲ့သားသမီးများအသွေးနဲ့ပတ်သက်ပြီးတော့ဒီနေ့ခံစားနေရလက်ရှိတဲ့ယောဂခံစားရှိရခရစ်ရှင်သားသမီးတယောက်စီအတတော်လဲခရစ်ရှင်ဒီနေ့အော်ဘောတော်ကြမ်းမှချင်းတယောက်စီဖို့မာစားတော်မူပါခွဲစိတ်ခံမှုရှိတဲ့သားသမီးများအတတတည်တည်ကိုလည်းအလေးမြန်ဆုံး အနာတွေကြည့်ရတော့ခွင့်ကိုပြည်တနာရမှာပါရံဝေးရံဒီပြည်တွင်ပြပမှာရှိတယ်ကျွန်တော်တင်းသားတွေလုပ်ငန်းဆောင်တာပေါ်မှာလည်းဘုရားသခင်ဒူပါရှိကောင်းကြီးပြီလို့ဒီတမန်ကျမ်းစာဖတ်ကြားခြင်းစီကိုနားထောင်ခွန်လည်းရှိတဲ့ကရုရှင်သာသမီတယောက်စီတယောက်စီရဲ့အသက်တာကရုရှင်ကိုမျှော်လင့်လေဘုရားပေးတဲ့မင်္ဂလာနှစ်ကာလဒီနေ့ကျေးဇူးတော်ခံစားစေဖို့သူမိသားစုအားလုံးလည်းကရုရှင်ကောင်းကြီးပြီပါယနေ့နဲ့အချိန်မှနှစ်လယ်နေကိုမရှိတဲ့အောင်ဘုရားသခင်အတူပါရှိလမ်းပြပါမိကြောင်း သခင်ယေရှုခရစ်တော်ဖျားနာမ၌ဤနှစ်တာပြစ်ကိုကရိုရှင်လက်ဝဲစက္ကန့်အနံဆုတောင်းကြပါရန်ဖာဖျားသခင်အာမင်သောရပြသည်တင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသော။သောရပြသည်တင်၌မျက်နာတော်အလင်းကိုလွှတ်၍ ကယုဏကျေစုပြုပါစေတော်ဒါဝရဖျားသည်တင့်ကိုမျောကြည့်၍ချမ်းသာပြေတော်မူပါစေတော်တမိတော်သားတော်တန်ရှင်တော်ဝိညာဉ်တော် သုံးပါးစုဖျားထံတော်မှအနန္တမေတ္တာတော်မဟာကယုဏကျေစုတော်နှင့်မေတ္တာဖွဲ့လက်လမ်းပြတွင်တင်ခြင်းစုကျေစုသည်တင်တို့ပေါင်း၌ကာလအစဉ်တည့်ရောက်လျက်တည်ရှိတည်နေပါစေတော်အာမင်